နေစဉ်နဲ့အမြမြတ်စွာဘုရားညရဲ့ဥယံဆိုလို့ရှိရင်လေလောကကြီးကိုကြည့်တော်မူတယ်နန်းနဲ့မိုးတော့လေးရောက်တဲ့အချိန်မှာလောကကြီးကိုတစ်ချိန်ကြည့်တယ်တစ်ချိန်ကြည့်ပြီးတော့ဆုံးမရမယ်တရားဓမ္မပြသရမယ်ဆွဆုံးရမယ်ပုဂ္ဂိုလ်တွေ့လို့ရှိရင်ဘလောက်ပဲဝေးဝေးကိုပင်မမှုအလေးမထားပဲနဲ့ကြွရောက်ပြီးတရားဓမ္မကိုဟောပြောပေးလိရှိတယ်ပေါ့အဲ့လိုလောကသားတွေရဲ့အကျိုးမြတ်ဗုဒ္ဓ ကျွကျွပမှန်အားထုတ်လိုက်တာနားရတယ်လို့တိတ်ပြီးတော့မရှိဘူးနန်းနယ်ပိုင်းမှာလည်းပဲနန်းနယ်ပိုင်းအတွက်ရဟန်းတန်ဃာတွေဆုံးမရတယ်ဆွမ်းကန်ကြွတယ်ဆွမ်းကန်ကြွရင်လည်းတရားရကမတွေတရားဟောတယ်မိခွန်းတွေလာမေးရင်လည်းဖြေပေးတယ်ဆွမ်းစားပြီးတဲ့အချိန်မှာလည်းပဲထို့အတူပဲလာရောက်ပြီးတော့မေးမြန်းတဲ့ပုဂ္ဂိုလ်တွေမိခွန်းတွေဖြေပေးလို့ရဟန်းတန်ဃာတွေဆုံးမဩဝါဒပေးလို့ ညာဥယံအချိန်ရောက်တဲ့အခါမှာလဲညာဥယံအချိန်အားလျော်စွာယန္တန်ဃာတွေကိုဆုံးမဩဝါဒပေးလို့လာရောက်ကြတဲ့ပြိတ္တတွေတရားဓမ္မဟောလို့တကောင်းယံရောက်လို့လူတွေဟာအိဆက်နားနေကြပြီဆိုလို့ရှိရင်ကောင်းကင်ဘုံကဆင်းလာတဲ့နတ်တွေမြမာတွေကိုမြတ်စွာဘုရားတရားဟောရတယ်မိကုန်းတွေဖြည့်ပေးရတယ်အဲ့လိုနေရင်ကနေညတကောင်းကျော်နှစ်နာရီလောက်ချိန်ပိုင်းလေး ပိုင်းလေးကြမှာမြတ်စွာဘုရားခိတ္တခဏချိန်ဆက်အနားယူပြီးနနဲ့မလင်းငယ်မဲ့အိယံကထပြီး လောကကြီးကိုတခါကြည့်ရပြန်နေပေါ့အဲ့တော့ကဘာမှာအလုံးလုံးဆုံးပုဂ္ဂိုလ်သူ့ရဲ့ဒီနေ့စဉ်အလုံးအချိန်စရာကိုကြည့်လိုက်မယ်ဆိုရင်အမြဲတမ်းပြည့်နေတာမြတ်စွာဘုရားအလုံးအလုံးလုံးတယ်လို့ဒီလိုပြောခဏိမြတ်စွာဘုရားကိုမိအောင်အလုံးလုံးနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူး အေးလူတွေကတော့ထင်ကြမယ်မြတ်စွာဘုရားဟာအစွမ်းတကူရှိလို့တကူနဲ့လုံနေတယ်လို့ဒီလိုထင်ကြမှာမဟုတ်ဘူးလူသားတယောက်အနေနဲ့အလုံးလို့ရတဲ့အချိန်ကြီးဟာအမှန်တမ်းမှများတယ်ဒီလုံတာလောကသားတွေအတွက်မြတ်စွာဘုရားကြိုးပမ်းအထောက်အမှုပဲဖြစ်တယ်ပေါ့နားနေခြင်းမရှိဘူးကြိုးစားအထောက်တယ်နားရတဲ့အချိန်လေးဟာညတစ်ကောင်ကြော်ပြီးတဲ့အချိန်နှစ်နာရီလောက်ပဲ အနာယူရတယ်ကြံတဲ့အချိန်ကြီးအလုံးအလုံးလုံးနေတာအေးတာဝတိပြည်ပဲကြွပြီးတော့မြတ်စွာဘုရားဟာတာဝတိပြည်မှာဝါဆိုခြင်းမပြုဘဲနဲ့ရာဇဂျိုဘက်ကိုပြန်ပြီးတော့ကြွလာတယ်ရာဇဂျိုမြို့မှာမြတ်စွာဘုရားဟာဒုတိယဝါလဲရာဇဂျိုမြို့မှာပဲဆိုတယ်တတိယဝါလဲရာဇဂျိုမြို့မှာပဲဆိုတယ်စတုထမြောက်ဝါလဲပဲ ရာဇဂျုံမြို့မှာပဲဆိုရဲဆိုဖျားဖြစ်တယ်မြတ်စွာဘုရားဖျားဖြစ်သူရောက်တာ35နှစ်မြောက်မှာဖြစ်တယ်ဖျားဖြစ်ပြီးတဲ့နောက်ပထမဝါကဣတိပတနာမှာဝါဆိုတယ်ဒုတိယဝါကရာဇဂျုံမှာဝါဆိုတယ်တတိယဝါလည်းရာဇဂျုံမှာဝါဆိုတယ်စတုထမှာလည်းပဲရာဇဂျုံမှာဝါဆိုတယ်ဆိုတော့မြတ်စွာဘုရားရဲ့တတ်တော်ဟာ39နှစ်လောက်ရောက်လာပြီပေါ့ အဲ့ဒီအနေထားမျိုးရောက်ပြီးတရားတွေကို ဆုံးမဩဝါဒပေးလို့တရားတော်တွေလှိလိဟောပြောခြင်းဖြင့်ရပ္ပုဒ္ဒဟာလောကသားတို့အတွက်ကြိုးပမ်းအထောက်တော်မူခဲ့တယ်ဆိုတာကို သိရှိကြီးညိုကြပြီးတရားချက်ခင် သူတော်စင်ပြိဿပေါင်းတို့ရပ္ပုဒ္ဒဤကြီးညိုပွဲရာအကြောင်းအရာ များကို မှတ်သားနိုင်ယူကြပြီးတဲ့အခါမှာဘုရားနုဒတိဘာဝနာဖြင့်ရပ္ပုဒ္ဒကိုအတူယူအားကျလို့ လုပ်ကြိုးစားအများကောင်းကျိုးအတွက်ဆောင်ရွက်ခဲ့တယ်လို့တို့လည်းတတ်နိုင်သမျှအများကောင်းကျိုးဆောင်ရွက်ကြမယ်လို့ကိုစီကိုစီ စိတ်ထားပြီးကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာတတဝါများစွာဖေးရန်กว่าဖေး

嗡啊吽，念念呀哇地，地心将嘛，心将嘛，路呀刹那撇哇地，路呀刹那撇哇地，地心将嘛，心将嘛，路呀刹那撇哇地。 ဖောလန္တာဒုက္ခပင်ငစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏ မနောတရသည်မြင်မြဖြူစင်အေးကြည်လင်းသည်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသော ရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်တော်ရအေးမြတည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်းတို့သည်ဖုံးလန်းတော်ဝန္တာရွှေမြို့ဝမုံလူလျက်ကျင်းနူးဝဲကြုံဖူးပွင့်ညအကုန်သည်ဖြစ်ပေသူကနေကလေအောင်လေးတဲ့ရောရှက်တင်းပြန့်ပိတိတည်ဟူသောယဉ်လန်းတို့သည် ဘဝရန်တုကောင်းစွာမသိကြိုင်လှန်၍နေကြပါစေကုန်တည်း